င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကော့ဂရိတ်မြို့နယ်ကဘလဲဒိုတက်စကန်ကို KNL KNDO နဲ့ PDF ပူးပေါင်းတပ်တွေကအပြင်းထန်တိုက်ခတ်သိမ်းပိုက်ပါတယ်မြမအရေးမှာတိကျပြတ်သားစွာဥဆောင်ပေးရအတွက်အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံကိုအရက်ပဲအဖွဲ့ပေါင်း285ဘွဲ့ကစာပို့တောင်းဆိုတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဘလဲဒိုတက်စကန်ကို KNL KNDO နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေက အပြည့်သက်တိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။မေလ23ရက်နေ့ညနေ9:00နာရီလောက်မှာကော့ကရိတ်မြို့နယ်ကျေးရွာနေအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့ဘလဲဒို တက်စကန်ကိုတော်လဲတဖက်ဝင်တွေကအပြည့်သက်တိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကိုတပ်မဟာ6ဦးဆောင်တယ်။ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပူးပေါင်းတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ KNL မဟာမိတ်ပူးပေါင်းတပ်တွေကမေလ22ရက်နေ့ကနေစတင်ကထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ KNL မဟာမိတ်ပူးပေါင်းတပ်ကသိမ်းပိုင်ချေမှုန်းနိုင်ခဲ့တဲ့ဘလဲဒိုစစ်ကန်ဟာ 2022ခုနှစ်မတ်လ29ရက်နေ့မှာတော်လင်းတက်တွေကတိုက်ခတ်သိမ့်ပိုက်ခဲ့မှုတဲ့စခန်းလဲဖြစ်ပါတယ်။အဲဒီတိုက်ပွဲတုန်းကတော့စစ်ကောင်စီတပ်သား60ခန့်တည်ဆုံးခဲ့ပြီးစစ်ကောင်စီကစခန်းကိုပြန်လည်ဝင်ရောက်တက်ဆွဲအခြေချနေထိုင်နေတာကြောင့်2025ခုနှစ်မေလ22ရက်နေ့ကနေစတင်ကော နောက်တစ်ချိန်ပြန်လည်တက်ခတ်ခဲ့ရတာလည်းဖြစ်ပါတယ်။လက်တလုံးမှာတေဘော့ဘိုးရွာကတေဘော့ဘိုးစစ်တပ်စခန်းကိုလည်း KNL မဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်နေတဲ့အပြင်ဝေါ်လီစစ်ဗျူဟာကနယ်လစ်စခန်း၊ ठी ကပလယ်စခန်း၊ဥဂိထစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတယ်လို့လည်း KNL သတင်းမြစ်ကပြောပါရရှင်။ဒီတစ်ခါမှာတော့ တီးတိမ်မြို့နယ်စီရင်ဒေသမှာတော်လိုင်းတက်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေဘက်ကအထိခိုက်သေဆုံးမှုတွေရှိသလိုထွက်ပြေးမှုတွေလည်းရှိနေတယ်လို့ CDS CDN စီရင်ကပြောရဆိုခွင့်ရှိသူကိုဒီကီးကပြောပါတယ်။မေလ18ရက်နေ့ကနေစတင်ကအကြမ်းဖက်စစ်တပ်ဟာအင်အား900ကျော်နဲ့ကလေးမြို့ကနေချင်းပြည်နယ်ကိုစစ်ဆင်လာတာကြောင့် ချင်းတော်လန်တပ်ဖွဲ့တွေကပူပေါင်းပြီးတီးတိမ်မြို့နယ်စီးရင်ဒေသကနေခုခံတိုက်ခိုက်နေတာဖြစ်ပြီးမေလ21ရက်နေ့ကနေမေလ23ရက်နေ့ထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလို့လဲကိုဒီကီကပြောပါတယ်အဲဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေဟာအထိနာအသေးများနေတယ်လို့ ထွက်ပြေးနေတာတွေလည်းရှိနေတယ်လို့လည်းသိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးလာတာကြောင့်စည်ရင်ဒေတာကြေးရွာတွေကနေပြည်သူတထောင်ကျော်ဟာစစ်ပေးဆောင်နေရပြီးစစ်ဆောင်ပြည်သူတွေကိုဝိုင်းဝန်းကူညီကြဖို့ကိုလည်းမြစ်တာရက်ခံအပ်တယ်လို့ CDS CDN စည်ရင်ကပြောရဆိုခွင့်ရှိသူကိုဒီကီကပြောပါတယ်ရှင်ပဲခူးတန်းတရင်တဘုတ်ကိုတက်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရုံမှအတွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေဟာ မူယူပြီးမုတ်ခါဆဲမှာရေစင်းချိုးနေချိန်တွင်မွေကိုက်ရေနစ်တဲ့အတွက်နှစ်ဦးဟာသေဆုံးခဲ့တယ်လို့ဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ22ရက်နေ့ကမင်းလာမြို့နယ်ပိုင်းဘကိုးရုံမှတွင်အကျန်းဖတ်တပ်သား100ခန့်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်မှာညနေပိုင်းမှာစိန်ကန့်လန့်မြို့ချောင်း ရိုးမဖက်ကျော်လံပေပံပွေးကုန်းကြေးရွာနီးကမောက်ခါဆဲမှာမူယူတောက်စားပြီးရေစင်းချိုးတာလည်းဖြစ်ပါတယ်။အဲဒီလိုရေစင်းချိုးတဲ့အချိန်မှာတစ်ယောက်ကတော့မွေကြိုက်တည်သွားသလိုနောက်တစ်ယောက်ကတော့ရင်နစ်တည်သွားတယ်လို့လည်းသိရပါဗျ။အဲဒီတည်သွားတဲ့အကျန်းဖက်စစ်ကောင်စီတပ်သား2ဦးရဲ့မတားအလောင်းတွေကိုမင်းလာမြို့ပေါ်ကိုနာရေးကားနဲ့ပို့ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။ မကွေးရသတင်းတပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းပခုတ်ကူမြို့က KTV မှာတောက်စားပျော်ပါရန်ဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲသုံးကိုအရှင်ဖမ်းမိခဲ့တယ်လို့စောက်တန်း YS ကို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ17ရက်နေ့နေ့လယ်2နာရီခန့်ကပခုတ်ကူမြို့နယ်ဖုံးကန်ကြေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်ကရဲဒုတက်ကြက်တိဟအောင် ရဲတပ်သားလှဖုံးတဲ့ရဲတပ်သားစီသူရင်တို့ဟာပခုတ်ကူမြို့က KTV ကိုတောက်စားပျော်ပါဖို့ဆိုင်ကန်နဲ့ထွက်လာစဉ်တွင်လမ်းပိုင်းတနေရာအရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့သူတို့ကိုစစ်တုံးပန်းဥရင်နဲ့ညီထိမ့်သိမ်းထားတယ်လို့လည်းစောင်းတန်း WS ဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပြပါဗါတယ်။ဖမ်းဆီးရရှိထားတဲ့ရဲသုံးစီကနေလက်ကင်ဖုံး၃လုံးငွေကျပ်3,900ကျပ်နဲ့ လက်ပစ်ပုံနှလုံးတို့ကိုတင်းဆဲရရှိခဲ့လို့လည်းသိရပါရရှင်ဒီတစ်ခါမှာတော့စကိုင်းတိုင်းစကိုင်းမျိုးပန်းတော်ရက်ွက်မှာနေထိုင်တဲ့ကြောက်ပွဲစားကိုမမောင်ကိုအကြက်ဖက်စစ်တပ်ကနေရင်ထဲတီဝင်ရောက်ဖမ်းဆီးသွားတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့ကသတင်းတောင်ဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ22ရက်နေ့ညနေ4:22မိနစ်လောက်မှာ တန်းတော်ရက်ွက်မှာနေထိုင်တဲ့ကြောက်ပွဲစားကိုမမောင်ဆိုသူကိုတကောင်းရက်ွက်ပြူစောတိတဖွဲနဲ့အကျန်းဖက်စစ်ကောင်စီခန့်အုတ်ကြီးမြင့်စော်တို့ပူပေါင်းပြီးကားငါးစီးနဲ့နေအတွင်းကိုလာရောက်ဝင်ရောက်ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အလားတူမေလ23ရက်နေ့မနက်7:00မိနစ်30လောက်ကလည်းသကိုင်းမြို့မကြီးစင်ရက်ွက်ကအကျန်းဖက်တပ်သားတွေနဲ့ပြူစောတိတွေက လူငယ်၅ဦးကိုနေအိမ်ထဲတည်းဝင်ရောက်ဖမ်းဆီးသွားရလို့လည်းသိရပါဗါတယ်။အဲ့ဒီလူငယ်တွေကိုကားသုံးစီးနဲ့ဝင်လာဖမ်းသွားတာဖြစ်ပြီးလက်ရှိမှာထွေုံယုံနဲ့တပ်မ33တခုခုမှာဖမ်းဆီးထားတယ်လို့လည်းပြည်သူ့ဘက်တော်သားအဖွဲ့ကသတင်းတော်ဝန်ခံကပြောပါရရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပိုမိုဆွေးရလာနေတဲ့မြမအကြက်တဲကိုကင်တွယ်ဖြစ်ရှင်းနိုင်ဖို့အတွက် ခိုင်မာအားကောင်းတဲ့မူဝါဒချစ်ကပ်မှုတွေနဲ့တိကျပြတ်သားစွာဥဆောင်ပေးဖို့အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံကိုအရက်ဘက်အဖွဲ့အစည်းပေါင်း285ဘက်ကအိပ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။လက်ရှိမှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဟာအခုလကုန်မှာ46ကျိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုလက်ခံကျင်းပရန်ရှိနေပြီးမြမအကြက်တဲကိုကင်တွယ်ဖြည့်ရှင်ရမှာ ခိုင်မာအားကောင်းတဲ့မူဝါဒတွေနဲ့တိကျပြတ်သားစွာဥဆောင်ပေးဖို့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုအရေးတကြီးတောင်းဆိုခဲ့တယ်လို့လည်းအရေးပွဲအဖွဲ့တွေကထုတ်ပြန်ထားပါဗျ။အဲ့ဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက် အာဆီယံအနေနဲ့မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးအားလုံးကိုဖျက်တောက်ရမှာဖြစ်တယ်လို့တရားဝင်အခွင့်အာဏာရှိတဲ့အမျိုးသားညီညွတ်ရေးဆိုရအညွှန်းကြီးနဲ့တိုင်းရင်းသားလက်လက်ကန်တော်လှန်အဖွဲ့တွေ EROS တွေနဲ့တရားဝင်ပွင့်လင်းမြင်သာစွာဆက်ဆံဖို့လိုအပ်ကြောင်းလည်းအဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းမလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်ဆောင်မဲအောင်လိုင်းနဲ့တွေ့ဆုံခဲ့ခြင်းအပေါ်ကိုလည်းအရက်ဘက်အဖွဲ့တွေကအပြင်းထန်ရှုတ်ချလိုက်ပြီးအဲ့ဒီတွေ့ဆုံမှုဟာ တန်တမန်ရေးရလိုအပ်ချက်မဟုတ်ပဲပြည်သူတွေကိုထပ်မံဒုက္ခရောက်စေတဲ့ကြီးမားတဲ့အမှားတစ်ခုသာဖြစ်ကြောင်းရပ်ဘက်ဖွဲ့တွေကပြောဆိုလိုက်ပါတယ်တွေ့ဆုံမှုဟာစစ်ကောင်စီကိုမှားယွင်းတဲ့တရားဝင်မှုပေးလိုက်ခြင်းသာဖြစ်ပြီးအရသားတွေအပေါ်ရက်ဆက်တဲ့တိုက်ခိုက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဖို့အတွက်အခွင့်အာဏာပေးလိုက်တာဖြစ်တယ်လို့လည်းထောက်ပြထားကြပါတယ်ရှင်ဟုတ်ကဲ့ပါရှင် ဒါအားရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ